အဆိုင် DB ပရိသတ်တွေအားလုံးပဲမင်္ဂလာပါခင်ဗျာဆိုတော့ Premier League ပြိုင်ပွဲကလည်းပေါ့နော်ဒါပြီးဆုံးမှုအတွက်ကိုဒါ၅ပွဲလောက်ပဲလိုတော့တဲ့အနေအထားဒီနေ့ထားမှာဒါ Champion အသင်းကလည်းပေါ်ထွက်လာခဲ့ပြီကျွန်တော် Liverpool အသင်းကတော့ဒီအသီးရဲ့ Premier League Champion ဖလားယူရရှိဖို့အတွက်ဒါရမှသုံးမှတ်ပဲလိုအပ်ပါတော့တယ်ဆိုတော့ Liverpool အသင်း Champion ဖြစ်ပြီလို့ပြောလို့ရတဲ့အနေအထားဖြစ်သွားပါပြီဒါကြောင့်လည်း Premier League အသင်းတွေအနေနဲ့ကတော့လာမယ့်ရာသီအတွက်ဒါ ပို့ပြီးတော့ဗောနော်ပြင်ဆင်ရတော့မယ်အခြေအနေမျိုးလေးတွေအဖြစ်လာပါတယ်ဒါကြောင့်လည်းအသင်းကြီးတွေကတော့အပြိုင်ဆိုင်လာမယ့်နေရာဒီအပြောင်းရွှေ့စည်းကွမ်းမှာအသင်းကိုပို့ပြီးတော့ဗောနော် strong ဖြစ်စေဖို့အတွက်ကိုဒါကစားသမားခွန်ယူမှုအပိုင်းတွေမှာအားဆိုင်ပြီးတော့ပို့လို့လာဖို့ရှိတယ်ဆိုတော့အသင်းကြီးတွေအနေနဲ့ဘယ်လိုကစားသမားတွေကိုစိတ်ဝင်စားနေလဲဘယ်ကစားသမားတွေကိုခွန်ယူဖို့ရှိလဲဘယ်ကစားသမားတွေကဘယ်အသင်းကိုပြောင်းရွှေ့နိုင်ဖို့ရှိလဲဆိုတော့အာကျွန်တော်ဒါ transfer update new အကြောင်းလေးကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာလေဖြစ်ပါတယ် ဆိုတော့ပထမအဦးဆုံးအနေနဲ့ကျွန်တော် Manchester United အသင်းရဲ့ transfer news လေးနဲ့စလိုက်ရအောင်ပေါ့နော်ဆိုတော့ Manchester United အသင်းရဲ့အလုံးစီကြတဲ့အတိုင်းပဲဒီရာဒီမှာ Premier League မှာပေါ့နော်ရလပိုင်းတွေလုံးဝမကောင်းဘူးနောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ Premier League ပွဲစဉ်မှာလည်းအင်္ဂလန် Ultra Four မှာ Wolf အသင်းကိုတကူးကူးမရှိဆိုတဲ့ရလနဲ့ရှုံးနေကြရတာဖြစ်တဲ့အတွက်ကိုဒီရာဒီမှာ လက်ရှိချိန်မှာပေါ့နော်ပရီးမီယာလိပွဲစဉ်33အထိကစားပြီးထားတဲ့ချိန်မှာရာမတ်ကတော့38မှတ်နဲ့အဆင့်14နေရာမှာရပ်တည်နေတာမျိုးရှိပါတယ်။ဆိုတော့ယူရိုပါလိမှာဆိုလို့ရှိရင်တော့ United ကတော့ချိန်နေကောင်းပြီးတော့ဒါ semi final အဆင့်ကိုတက်ရောက်သွားနိုင်ခဲ့တာမျိုးရှိတယ်။ဆိုတော့ United အနေနဲ့ပရီးမီယာလိမှာလာမယ့်ရာသီအတွက်ပေါ့နော်ပြင်ဆင်မှုတွေဘယ်လိုမျိုးလေးတွေလုပ်လာမလဲဆိုတာကိုလည်း United fan တွေကစောင့်ကြည့်နေတာမျိုးတွေ အဲစောင့်ကြည့်နေတာမျိုးတွေရှိပါတယ်ဆိုတော့ဒီယာဒီထပ်ပုံမြင်မားတဲ့အဲရမှတ်တင်နေတူပေါ့နော်ရလက်တွေကောင်းမှုအတော်လေးမျောလင့်နေတာမျိုးရှိတယ်ပေါ့နော်ဆိုတော့မစ္စတာယူနိုက်တက်အတင်း transfer new လေးတခုကိုပြောချင်တာကတော့ United ကတော့သူတို့အတင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ Elan ကပေါ့နော် Elan ကတော့လက်ရှိမှာ Forest နဲ့အတူခြေစွမ်းပြသနေတဲ့ကစားသမားဆိုတော့ဒီယာဒီမှာ Forest အတင်းနေတဲ့ဒါ Champion League ကိုမျောမှန်းလို့ရတဲ့အနေအထားမျိုးအထီးပေါ့နော် အခြေစွမ်းပြသထားနိုင်ကြတာမျိုးရှိတယ် Forest D လက်ရှိမှာဆိုလို့ရှိရင်တော့ Premier League ပွဲရင်32ကစားပြီးထားတဲ့အချိန်မှာအဆင့်6နေရာမှာရပ်တည်နေတယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုပြောနေတဲ့အချိန်မှာတော့ Spurs နဲ့တော့ပွဲမကန်သေးဘူးပေါ့နော် Blue Yellow ဖြစ်ပေါ်လာမလို့တော့ကျွန်တော်မသိဘူးအဓိကပြောချင်တာကတော့ Forest ကဒီအဒီမှာအခြေစွမ်းပိုင်းတက်နေတဲ့အနေထားမှာ Ilan Garo ရဲ့ကြိုးစားအားထုတ်မှုတွေနဲ့တစ်စိတ်တစ်ပိုင်းပါဝင်နေတာမျိုးရှိတယ် ဒါကြောင့်လည်း Manchester United အသင်းကသူတို့အသင်းရဲ့ကစားသားမဟောင်းဖြစ်တယ်ပေါ့နော်။ Elan Ga ကို La Minnuya ဒီမှာပြန်ပြီးတော့ခေါ်ယူဖို့တော့စိတ်ဝင်စားပြီးစောင့်ကြည့်နေတာမျိုးရှိတယ်ဆိုပြီးတော့ Coroside ကပေါ်ပြလာတာမျိုးလေးရှိပါတယ်။ဆိုတော့ Forest အသင်းဘက်ကလည်း Elan Ga ကိုအပေါင်52တန်ဝင်းကျင်ခံရရှိမယ်ဆိုလို့ရှိရင်တော့ရောင်းချသွားနိုင်ပွဲရှိရဲဆိုတဲ့တည်နေကလည်းတက်နေတာမျိုးရှိပါတယ်။ဆိုတော့ United အနေနဲ့သူတို့အသင်းရဲ့ကစားသမားဟောင်းဖြစ်တယ်ပေါ့နော်။ Elan Ga ကိုဒါ Forest အသင်းထံကနေပြီးတော့ပြန်လဲခေါ်ယူသွားမလားဆိုတာကလည်း စိတ်ဝင်စားဖို့ကျွန်တော်တို့ဒါလာမယ့်လိုရသည့်အပြောင်းအရွှေ့စီးပွားမှာစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။နောက်တစ်ခါတော့ကျွန်တော်တို့လစ်ဗာပူးအသင်းရဲ့အပြောင်းအရွှေ့သတင်းလေးတစ်ခုကိုပြောပြပေးချင်ပါတယ်။ဆိုတော့အလုံးသိကြတဲ့အတိုင်းပဲလက်ရှိမှာကျွန်တော်တို့လစ်ဗာပူးအသင်းကအာကမ္ဘာလုံးရောပေါ့နော်လစ်ဗာပူးဖန်တွေရောစိတ်ဝင်စားမှုမြင့်တက်နေတာကတော့ Trent Arnold ရဲ့အပြောင်းအရွှေ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။လက်ရှိမှာကျွန်တော်တို့လစ်ဗာပူးအသင်းကဒါစာချုပ်သက်တမ်းဒါကုံဆုံးတော့မဲ့ကစားသမားတွေထဲမှာပေါ့နော် အာမိုဆာလာတို့ဗာဂယ်တို့ကိုစာချုပ်သက်တမ်းတိုးမြင့်နိုင်ခဲ့ပြီး2029အထိထရန့်အာလုံးတူပဲကြန့်ရှိနေတယ်ဒါအပြင်စာချုပ်သက်တမ်းထပ်တိုးဖို့တော့ပေါ့နော်လုံနေတဲ့ကစားသမားတွေထဲမှာဆိုလို့ရှိရင်တော့ဒါ Eboo တို့ Curtis Jones တို့ Connor Bradley တို့အတခြားသောကစားသမားတွေပေါ့နော် Louis Diaz တို့အပြင်တခြားသောကစားသမားတွေကိုစာချုပ်တစ်ချုပ်ဆိုနိုင်ဖို့အတွက်ကြိုးစားနေတဲ့အနေအထားမျိုးလေးရှိတယ်ဒါပေမဲ့လက်ရှိမှာ Liverpool fan တွေအားလုံးစိတ်ဝင်စားနေကြတာကတော့ကျွန်တော် Liverpool အသင်းရဲ့ဒုတိယအသင်းခေါင်းဆောင် Vice Captain တွေဖြစ်တယ် ရီယယ်မက်ဒရစ်နဲ့လည်းတည်င်းတော်တော်လေးကြီးနေတဲ့ထရန့်အာနိုရဲ့ဒါအပြောင်းအရွှေ့တည်င်းလေးတွေကတော့တော်တော်လေးစိတ်ဝင်စားပြီးတော့ဗောနော်စောင့်ကြည့်နေကြတဲ့အနေအထားမျိုးလေးမှာရှိတယ်ဆိုတော့မနေ့ကရှင်ပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာလည်းဒါလက်စတာစီးတီးအသင်းကိုထရန့်အာနိုရဲ့တလုံးနဲ့တော့တွင်ကူနဲ့ကျွန်တော်လေဘော်ဘူးတင်ရအနိုင်ရရှိပြီးတော့ပရီးမီးယားလိဖလာယီရရှိဖို့တော့နောက်ထပ်တပွဲပဲလိုလို့တဲ့အနေအထားကိုရောက်ရှိသွားပြီး ြောရမယ်ဆိုလို့ရှိရင်တော့ Leicester နဲ့ပွဲစဉ်မှာ Liverpool အသင်းအတွက်ရမှတ်၃မှတ်ကို Trent Arnold ကအာရယူပေးသွားတာမျိုးရှိတဲ့အတွက်ပေါ့နော် Trent Arnold အပေါ်မှာ Liverpool fan တွေအနေနဲ့အာပို့ပြီးတော့ကိုယ့်အသင်းရဲ့ကစားသမားကိုပေါ့နော် Real Madrid အသင်းကိုမရောက်စေချင်တာမျိုးရှိတယ်လို့ Trent Arnold ရဲ့အာဒီယာဒီပေါ့နော်အမှတ်တရတွေနဲ့အတူ Liverpool အသင်းအတွက် Twin Goal ဆိုတာမျိုးလေးတွေနဲ့အတူပေါ့နော် အာတရင်တွေကတောက်လျှောက်တက်နေတာမျိုးလေးရှိတယ်ဆိုတော့လက်ရှိမှာတက်လာတဲ့တရင်တွေအားဆိုလို့ရှိရင် trend အနေနဲ့ Liverpool အသင်းမှာဆက်ရှိဖို့လဲရာခိုင်နှုန်းများတယ်ဆိုတော့တရင်တွေကတော့ထွက်ပေါ်နေတာမျိုးရှိတယ်အာ Liverpool အသင်းရဲ့ဂန်ဝင်ဇာသမားတွေအနေနဲ့ကလည်းနောက်ဆုံး minute အထိ trend ရဲ့ဆုံးဖြတ်ချက်ကိုစောင့်ကြည့်ရမယ်ဆိုတဲ့အနေအထားမျိုးလေးတွေတရင်တွေထွက်ပေါ်လာတာဖြစ်တဲ့အတွက် Liverpool fan တွေကတော့ trend အာ Real Madrid အသင်းဝယ်ပြောင်းမလား Liverpool အသင်းရဲ့နောက်ဆုံးကမ်းလှမ်းချက်ကိုပဲခေါင်းညိတ်လိုက်မလားဆိုတဲ့ဝေဖန်မရတဲ့ခမန်းခတ်တယ်ပေါ့နော်အနေအထားမျိုးတွေနဲ့ အာ trend အပေါ်မှာ trend နဲ့ liverpool တင်းရဲ့စာချုပ်ကိစ္စကိုပေါ့နော်စိတ်ဝင်စားနေကြတာမျိုးရှိတယ်ဆိုတော့ဒီနေ့မှာတက်လာတဲ့ transfer news လေးတစ်ခုကတော့ဒါတကယ်လို့ liverpool အသင်းက trend ကိုသာလက်လွတ်ရမယ်ဆိုလို့ရှိရင်တော့ trend နေရာမှာအစားထိုးဖို့အတွက်ကစားသမားတွေပေါ့နော်ဟိုစောင့်ကြည့်နေတာမျိုးရှိတယ်အာ full back ကစားသမားတွေစောင့်ကြည့်နေတာမျိုးရှိတယ်ဆိုတဲ့တင်းနေရာနဲ့တက်နေတယ်ဆိုတော့ဒီမတိုင်ခင်မှာလဲဒါ trend ကတကယ်လို့ real madrid အသင်းကိုပြောင်းရွှေ့ပစ်ခဲ့မယ်ဆိုလို့ရှိရင် trend ရဲ့နေရာမှာကစားသမားမခေါ်ဘူး ကော်နာဘရလီလီကိုပဲယုံကြည်စိတ်ချစွာနဲ့အသုံးပြုသွားမယ်ဆိုတဲ့သတင်းတွေကလည်းတက်နေပြီပေါ့နော်လက်ရှိမှာတော့ဒါရူမာတွေကောလာဟလာတွေပဲပြောရမှာဖြစ်တယ်ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာဒီနေ့မှာပဲတက်လာတဲ့သတင်းအရာ trend တာတကယ်လို့ထွက်ဖြစ်မယ်ဆိုလို့ရှိရင်တော့ trend နေရာမှာအစားထိုးဖို့တော့ဒါ Premier League ကလပ်အသင်းဖြစ်တယ်ပေါ့နော် Nottingham Forest အသင်းရဲ့ Nigeria သား fullback ကစားသမားပေါ့နော် Ola Aina ကို Liverpool တင်းရစိတ်ဝင်စားနေရဆိုတဲ့သတင်းတွေကတော့တက်လာပါတယ်ဒါလေးကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီကစားသမားကတော့အသက်ကတော့28နှစ်ရှိပြီ Nigeria အဲလိုက်ဝေးစင်အတင်းရင်ကစားသမားပေါ့နော်ပြီးတော့ဒီယာဒီမှာဆိုလို့ရှိရင်လည်း Nottingham Forest အတွက်ခြေစွမ်းပြနေတဲ့ကစားသမားလက်ရှိမှာတော့ injury ရပြီးတော့ Forest ရဲ့ပွဲစဉ်တွေကိုလွဲချော်ထားတာမျိုးရှိတယ်။အဒီကစားသမားကတော့ဒီယာဒီ Forest အတွက် Premier League ပွဲစဉ်30ထိကစားပြီးထားတဲ့အချိန်မှာနောက်တန်းကစားသမားတဦးဆိုပေမဲ့နှစ်ကိုးသွင်းယူပြီးတော့တကိုးဂိုးဖန်တီးမှုပြုလုပ်ပေးထားနိုင်တာမျိုးရှိတယ်။ပြောင်းရွှေ့ကြည့်အရာလည်းလက်ရှိရဲ့အရာပေါ့နော်ကာလာတန်ဂျီအရာဆိုလို့ရှိရင်တော့ဈေးတော့အရင်မများဘူး။ အာပေါင်15သန်းဝန်းကျင်နဲ့တန်းဆန်ဝန်းကျင်ခန့်လောက်ဆိုလို့ရှိရင်တော့ဒါခွဲယူလို့ရမယ့်အနေအထားပေါ့နော်ဆိုတော့အာတချို့သောကစားသမားတွေလည်းအများကြီးတင်းထွက်ပေါ်နေပါတယ်ထရန်နေရာမှာ Jeremy Frim ပုံလုံးကစားသမားမျိုးတွေခြားသောကစားသမားတွေလည်းထွက်ပေါ်နေရမျိုးရှိပေမဲ့ဒါ Forest အသင်းရဲ့ကစားသမားအိနာနဲ့တင်းထွက်ပေါ်နေတာကတော့နည်းနည်းလေးတော့ထူးဆန်းနေဒါမဲ့ဒါကလည်း Tier 1 level report တွေမဟုတ်ဘဲနဲ့ပေါ့နော် Liverpool နဲ့ Liverpool အသင်းရဲ့အပြောင်းအရွှေ့တွေကိုတင်းလစ်တေထားရှိတဲ့ အာမာရှယ်ဆိုင်ဘက်ကတက်လာရပို့နေလေးဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ပါဆိုတော့လီဗာပူးတင်းကတော့အဲထရန်သာထွက်ခွာမယ်လို့ရှိရင်တော့ထွက်ခွာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဖောရက်စ်တင်းရဲ့ဖူဘတ်ကစားသမားအိနာကလီဗာပူးအသင်းရဲ့ရေဒါထဲမှာရှိနေတယ်လို့တော့သိရပါတယ်နောက်ထပ်ကတော့အာဆင်နယ်တင်းအပြောင်းရွှေ့အကြောင်းအရာလေးကိုပြောပြပေးခြင်းပါတယ်ဒါဒီသတင်းလေးကြားရင်တော့အာဆင်နယ်ဖန်တွေနည်းနည်းလေးတော့စိတ်လှုပ်ရှားသွားမယ်လို့တော့ထင်ပါတယ်အဲဆိုတော့အဲဒီအပြောင်းရွှေ့လေးကတော့ဒါစပိန်ရဲ့ပေါ့နော်ဒါတော်ဝင်ရီယယ်မက်ဒရစ်အသင်းကတော့ အာဆနယ်အသင်းရဲ့တောင်းပန်ကစားသမားဘူကာယိုဆာကာကိုလာမယ့်လိုရသည့်အပြောင်းအရွှေ့ဈေးကွက်မှာခေါ်ယူသွားဖို့စိတ်ဝင်စားနေပြီးအာဆနယ်အသင်းကိုကန်းကန်းသွားနိုင်ဖို့ရှိရဆိုတဲ့သတင်းတွေကစပိန်ဘက်ကဖော်ပြလာတာမျိုးရှိတယ်လို့ Football Insider ဘက်ကလည်းတင်ပြထားတာမျိုးလေးရှိပါတယ်ဆိုတော့အာဆင်နယ်နဲ့ရီယယ်မက်ဒရစ်အသင်းဆိုတာလေဒီရာဒီမှာပူပူနွေ့နွေ့ပေါ့နော်ဒါပြိုင်ဆိုင်မှုပြင်းထန်စွာနဲ့ချန်ပီယံလီးကွာတာဖိုင်နယ်မှာထိတိုက်တွေ့ဆုံခဲ့တဲ့နှစ်သင်းနှစ်ကြော်စလုံးမှာလေအာဆင်နယ်အသင်းကရီယယ်မက်ဒရစ်အသင်း ကိုပေါ့နော်ဒါအကောင်းဆုံးနှစ်ကြော့လုံးအနိုင်ယူပြီးဖြတ်ကျော်ပြထားခဲ့တယ်။အဲဒီလိုအနေထားလေးမှာမှနှစ်သိန်းကြားထဲမှာပြန်ဆိုင်မှုလေးကပြင်းထန်တဲ့အနေထားမှာမှအာဆင်နယ်အသင်းရဲ့အသင်းနှလုံးဖြစ်တယ်ပေါ့နော်။ကျယ်ပွင့်ကစားသမားဘူကာယိုဆာကာငရုတ်သီးလေးကိုရီယယ်မက်ဒရစ်အသင်းကတော့အဲလာမက်နွေရဲ့အပြောင်းရွှေ့စီပေါ်မှာခေါ်ယူမယ်ဆိုတဲ့တည်င်းနေရတော့အာဆင်နယ်ဖန်တွေအတွက်ပေါ့နော်။ဒါအဆင်မပြေစရာအဲတည်င်းကြောင်းရလေးလို့ပြောရမှာလည်းဖြစ်ပါတယ်။ဒါပေမဲ့ရီယယ်မက်ဒရစ်အသင်းကပြောလို့တော့မရဘူးပေါ့နော်။တည်တဲ့အတိုင်းပဲကျယ်စင်စုအသင်းကြီးဆိုတော့သူ့အနေနဲ့ကတော့ ဒါကျယ်ပွင့်ကစားသမားတွေကိုအများအားခေါ်ယူလို့ရှိလက်ရှိမှာလည်းဒါ trend လို့ပြီးရင်ကျွန်တော်တို့ liverpool တင်ကစားသမားတွေဖြစ်တဲ့ marcao rong စိတ်ဝင်စားနေတဲ့ဆွဲတဲ့တင်းတွေကတက်နေတုန်းပဲအပြင်လက်ရှိမှာပေါ့နော်ဆာကာဒါပေမဲ့ဆာကာကိုခေါ်ယူဖို့အတွက်ဆိုလို့ရှိရင် Real Madrid အတင်ရလာမယ့်လူရည်အပြောင်းရွှေ့စီကွန်မှာဒါ Rodrigo ကိုသူ့မို့ Vinicius ရဲ့နှစ်ဦးရဲ့တဦးရောင်းချသွားမယ်ပြီးတော့မှဒါဒါဆာကာကိုခေါ်မယ်ဆိုတဲ့တဲ့တင်တွေကတက်နေတယ်လို့ရှိဒါပေမဲ့ဘယ်လိုပဲဖြစ်ပါတကယ်လို့ဆာကာကို Real Madrid အတင်ရစိတ်ဝင်စားနေတယ်ဆိုရင်တော့မှ Arsenal အတင်ရဒါသူတို့အတင်ရကျယ်ပွင့်ကစားသမားလေးဖြစ်တဲ့အတွက်ကိုဒါရောင်းချဖို့အတွက်တော့ ဒါစဉ်းစားမှာမဟုတ်ဘူးလို့ထင်စဉ်းစားမှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါတော့ကျွန်တော်စိတ်ထင်ဆိုတော့ဒါကတော့ Arsenal နဲ့ Real Madrid ကြားတွေကအပြောင်းရွှေ့လေးတစ်ခုပဲဖြစ်ပါတယ်ဆိုတော့ Arsenal fan တွေရောစကားကိုအာ Arsenal တင်းမှာပဲစက်နေကြအောင်မြင်ကျင်ကြလိမ့်မယ်လို့တော့ထင်ပါတယ် Real Madrid အတင်းရောတကယ်ပဲဒါ Spain ဘက်တက်လာတဲ့ report တွေကလာမယ့်နေ့ကအပြောင်းရွှေ့စီးကွက်မှာပေါ့နော်ဒါစကားကိုကန့်လန့်သွားမလား စိတ်ဝင်စားဖို့ဆက်ဆောင်ကြည့်ရမှာလည်းဖြစ်ပါတယ်ဆိုတော့အမြင်လေးတွေကို comment box မှာမျှပေးသွားခဲ့ကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော်ကတော့ SNDB host ရန်နိုင်မင်းဖြစ်ပါတယ်ခင်ဗျာ